အလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ကျွန်တော်တို့နားမှာရှိတဲ့ပြည်နယ်ကုန်းစုံဆိုင်မှာ crayfish တော့ဝယ်ပြီးတော့ crayfish ချက်စားမယ် crayfish တွေကဒီနေ့တော်တော်လေးလက်ဆက်တယ် crayfish နဲ့အတူတူပြုတ်ဖို့ပစွန်လဲဝယ်လာလိုက်တယ်ပြီးတော့ hot pot မှာတုံးတဲ့အသားလုံးတွေလည်းဝယ်လာတယ်ဒီအသားလုံးတွေကတော့သူတို့ကြိုက်တာယူပေါ့နော်တစ်ပေါင်6ဒေါ်လာနဲ့ရောင်းတာ သားလုံးကတော့မျိုးစုံရှိတယ်10မျိုး15မျိုးလောက်ရှိမယ်ကိုကြိုက်တာကိုရွေးယူပေါ့ပြီးမှအကုန်လုံးစုပြီးသူပေါင်ချိန်တာတစ်ပေါင်6ဒေါ်လာနဲ့ ခုလိုအပ်တာတွေကုန်ဝယ်ပြီးပြီဆိုတော့ပတ်စံရှင်းပြီးအိမ်ပြန်တော့မယ်ပြီးဆုံး profit တွေကိုရင်းရင်းစေးမယ်သူကရှင်ထဲမှာပဲနေတယ်ဆိုတော့ရေကိုတော်တော်လေးပြောင်းပြောင်းစေးရတယ်ဒီချက်ချာလေးအချိန်ယူပြီးတော့ပြောင်းစေးမှရတာ ခရော့ဖစ်နဲ့တူတူရောပြုတ်မဲ့ပစွန်တွေကိုလည်းတေချာလေးပြောင်းအောင်စေးတယ်အလေကအစာအိမ်ကိုလည်းထုတ်လိုက်တယ်အဲခုတော့အကုန်လုံးတန့်စင်စေးကြောပြီးပြီဆိုတော့ချက်ပြုတ်ဖို့စပါတော့မယ်စေးကြောရတဲ့ဟာတွေကိုအရင်ဆုံးဦးတဲ့အရင်ဆုံးထည့်လိုက်မယ်ပြီးတော့ hot dog တစ်ထုပ်ကိုလည်းကျွန်တော်ဖောက်ပြီးထည့်လိုက်တယ် ဆော့အနေနဲ့တော့ကျွန်တော်တုံရန်အနည်းရတာကို နှဆွန်းခဲ့တယ်ပြီးတော့မလာရှန်ကောအနှစ်ကိုလည်းနှစ်ဆွန်းထဲတယ်သူကတော့နည်းနည်းဆက်တယ်နောက်ပြီးတော့ seasoning ထည့်ပါမယ် seasoning ကတော့ကျွန်တော်မဲသားနေတဲ့ခါမှာတုံးတဲ့ စီစနင်းကိုတုံးတယ်ဆီဖူကစီစနင်းတော့ရှိတယ်ဒါပေမဲ့သူကတအားငန်လို့ကျွန်တော်မတုံးချင်ဘူးအဲဒါကြောင့်မို့အမဲသားနေတဲ့ခါမှာတုံးတဲ့စီစနင်းကိုပဲကျွန်တော်တုံးလိုက်တယ်ပြီးတော့ရေထဲမယ်ရေကတော့နည်းနည်းမြုပ်အောင်ထည့်ရမှာပေါ့ရေကိုနည်းနည်းကိုလိုချင်တဲ့လောက်မြုပ်လောင်ရပြီဆိုရင်တော့ရပါပြီရေကိုအများကြီးတော့ထည့်ကြမလို့ပါဘူး ပြင်ဟောပေါ်မှာတုံးတဲ့အနှစ်ထုတ်ကိုလည်းကျွန်တော်တဝက်လောက်ဖောက်ပြီးထည့်လိုက်တယ်ခုရတာလေးကုန်ထည့်ပြီးပြီဆိုတော့မီးပြင်းပြင်းနဲ့စားချက်ပါတော့မယ်စားတော့ချုံမုတ်တော့ထည့်စရာမလိုတော့ဘူးအဲ့ဒီအနှစ်တည်ထဲမှာရတာပါပြီးသားဆိုတော့ဘာမှထည့်စရာမလိုတော့ဘူး

ကဲခုဆိုရင် စားဖို့အဆင်သင့်ဖြစ်ပါပြီအယောင်လေးရလဲတအားစားခြင်းစရာလေးပါရတာလဲအကုန်လုံးကြီးကြီးတယ်အကုန်လုံးကွက်တီးပဲပါစားရီချုံဖို့တွေပါရတာမှထပ်အပ်စရာမလိုသူ့ရဲ့အနှစ်ထက်ရရတာနဲ့တင်တော့ကောင်းနေကဲခုဘန်းလေးကိုပြောင်းထည့်လိုက်ပြီးတော့ကျွန်တော်တို့စားတော့မယ် စားလို့တော့ရန်ကောင်းပါတယ်ကျွန်တော်တို့ခုနေတဲ့အိန္ဒိယနားမှာရာသူဥတုကခုတလောတော်တော်လေးပူတယ်ပြီးခဲ့တဲ့ရက်ပိုင်းဆို98ဒီဂရီလောက်ထိကိုရောက်တယ်တော်တော်လေးပူတော့ပြင်အောင်မထွက်နိုင်အောင်ဒီနေ့ကတော့မိုးလေးနည်းနည်းအုပ်တယ်ဆိုတော့ပြင်မှာနေလို့ကောင်းတယ် ကဲကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသတ်လိုက်ပါတော့မယ်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုတက်နေတက်တယ်ဆိုရင်တော့ like နဲ့ subscribe လုပ်ပြီးအားပေးကြပါဦးလို့နောက်ဗီဒီယိုမှာပဲပြန်တွေ့ကြမယ်เนาะ bye bye